မွေးနေဆိုကြတဲ့ကသူတော်ကောင်းတို့တို့မွေးတာဘသူကနေမွေးအမေကနေမွေးတာဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မွေးနေဆိုရင်နံပါတ်1သူတော်ကောင်းတို့သတိရကြမှာဘသူကိုသတိရမယ်အမေကိုသတိရဟုတ်လားအမေရှိရင်လည်းရှိသလိုမရှိရင်လည်းမရှိသလိုမရှိတော့ဘူးဆိုပြီးတော့ဘာလို့လဲမဆိုင်တော့ဘူးဆိုမိပြတာမျိုးလည်းမလုပ်ရဟုတ်ပြီနော် အေးဩအမေကနေငါမွေးပေးလိုက်တာဒီနေ့ပဲဒီနေ့က98နှစ်ပြည့်ပြီဒါမျိုးလေးကြည့်ပြီးတော့ကျေးဇူးတင်လိုက်တာအမေဆိုပြီးတော့အမေကုံလေးတွေမှန်းပြီးတော့အောက်ထည်ဆုံးဘာမှမလုပ်နိုင်တော့ပဲအမေကိုမြေတားပို့ပြီးတော့အမေကျမ်းမာပါစေချမ်းသာပါစေသူ့ကိုဒီလိုလုပ်ပြီးတော့ကျေးဇူးတင်တဲ့အကြောင်းလေးဒါစိတ်ထဲကနေရှိရတယ် စိတ်ထဲတယ်မှာပဲနဲ့ပို့ပြီးတော့အမေကျေးဇူးတင်တယ်ဆိုပြီးတော့အမေကိုကကိုယ့်ရဲ့မွေးနေ့ထိမ့်မှန်နေတခုခုလေးဥမာဟင်းဟင်းလေးတစ်ခွက်ချက်ပေးတာလို့ဖြစ်ဖြစ်ဒါမှမဟုတ်အမေရဲ့တပည့်ဒီမလေးအမေကမွေးပြီလို့ကျေးဇူးတင်လို့လို့ဒီနေ့တော့ဖခင်မပန်းလေးကတ်လိုက်တဲ့အမေရဲ့အဲ့ဒါအမွေမွေးပြီတဲ့ကျေးဇူးဆက်တာရဲ့ပါတယ်တမိမွေးနေ့ကိုကောင်းမှုပြုလိုက်တာလည်းပါတယ်အမေသာဓုခေါ်ပါဆိုလဲအမေကျေနပ်ပါပဲ ုတ်ပြီလားအဲကြောင့်နံပါတ်၁ကမွေးပေတယ်မွေးနေမှာအမေကိုမမေ့နဲ့အဖေကိုမမေ့နဲ့ဒါပြောချင်တာเนาะအဲ့တော့ဦးလင်းကဒီမှာမမေ့နဲ့ဆိုတာပါဠိလိုတော့အပမာဒလို့ခေါ်တာဒီအပမာဒကမြတ်စွာဘုရားကတရားထဲမှာအကျိန်ပေါင်းများစွာဟောဆုံးတရားဟာဒီတရားပဲမမေ့နဲ့မမေ့နဲ့ဘုရားဒီလိုပြောတယ်ဟုတ်လားမမေ့နဲ့လို့ပြောခဲ့တဲ့အကျိန်ပေါင်းဟာအများဆုံး ဓမ္မပရမဥစဉ်တို့လူတွေသမာဝတိမိဖုရားကိုအကြောင်းပြုပြီးဟောတာအပ္ပမရောအမတံပဒံပမရောမိစုသောပဒံအပ္ပမတနာမိယံတိယေပမတ္တယထမတအဲ့ဒီကာထာကမြတ်စွာဘုရားဓမ္မပရမဟောတယ်ကုသနုနိရောဓသမဏေလေးကအတ္တောကမင်းကြီးခေါ်တာလေဒီတရားပဲကုသနုဗမာပြည်အရှင်အရဟံကနောယထာကိုခေါ်တာလေဒီတရားပဲဟုတ်လားအေးမမင်းမတရားလေးခေါ်တာ အပမတော်အပတံပဒံတဲ့မမေ့တဲ့ပုဂ္ဂိုလ်ကမသိဘူးတဲ့အပမတော်အပတံပဒံမမေ့တဲ့ပုဂ္ဂိုလ်ကမသိလန်းကိုလျှောက်ပမတော်မေ့စုသောပဒံမေ့တဲ့ပုဂ္ဂိုလ်ကသိလန်းကိုလျှောက်အပမတ္တနမီယံမမေ့ရင်မသိဘူးယေပမတ္တယထာမတ္တမေ့နေတော့လူသေးကြီးနဲ့တူတူပဲလို့ဘုရားကဒီလိုပြောတယ်ဗျာဟုတ်လားအဲ့တော့မမေ့နဲ့ဆိုတာဘာမမေ့တယ်လဲမေ့မွေးနေ့ရောက်ပြီဆိုရင်နံပါတ်1ကိုမိဘရဲ့ယေစုကိုမမေ့နဲ့ဟုတ်ပြီလား အဲ့ဒါမမေ့ရဘူးနောက်တကဒုတိယမမေ့ရမှာကဘာလဲလို့ဆိုတော့သူတော်ကောင်းတို့တွေကိုယ်စလို့လူဘဝကိုရတယ်ဆိုတာကုသိုလ်ကြောင့်ရတာလားအကုသိုလ်ကြောင့်ရတာလားမေးရင်ကုသိုလ်ကြောင့်ရတာဟုတ်လားအဲကုသိုလ်ကြောင့်လူဖြစ်ရတာကုသိုလ်မရှိဘူးအကုသိုလ်ဆိုရင်ဥစ္စာတို့တွေခွေတို့နွားတို့တိရစ္ဆာန်တွေဖြစ်ကြမှာပေါ့ဟုတ်လားကုသိုလ်ကောင်းမှုကြောင့်ဥစ္စာတို့တွေလူဖြစ်တာအဲ့တော့ ုသိုလ်ကောင်းမှုကြောင့်လူဖြစ်လာတဲ့ဥစဉ်တို့တွေဟာဘာကိုမမေ့နဲ့တော့ကုသိုလ်ကိုမမေ့နဲ့ဟုတ်ပြီနော်ကုသိုလ်ကြောင့်လူဖြစ်လာရင်ဘာကိုမမေ့သင့်ဘူးဟာကုသိုလ်ကိုမမေ့သင့်ဘူးကုသိုလ်ကိုမေ့တာကလည်းသူတို့ကောင်းတို့တွေအဲ့ဒါအရှုံကြီးရှုံးပြီပေါ့ဗျာဟုတ်ပြီလားအဲ့ကြောင့်မွေးနေ့မှာကောင်းမှုပြုကြရတယ်ဆိုတခြားမဟုတ်ဘူးကိုကိုမွေးထားတဲ့နေ့မှာဒီလိုကောင်းမှုကြောင့်ငါဒီလိုဘဝရတာဟာဒီလိုကောင်းမှုသာမရှိဘူးဆိုတော့တော့ဒီလိုကောင်းမှု ီလိုဘဝရဖို့မလွယ်ဘူးဆိုတာအဲ့ဒီအတိလေးမွေးပြီးတော့မှသူတော်ကောင်းတို့လေကောင်းမှုကိုမွေးနေမွေးနေမှဆက်ဆက်ပြီးတော့ပြုတ်ပေးကြတာဟုတ်လားအဲ့ဒါကိုမွေးနေမွေးရဲ့ကုသိုလ်ဆက်ကမပြတ်သိခါလွန်ကျမ်းပါ၏တဲ့။ဟိုဘွားကပြုတ်ခဲ့တဲ့ကောင်းမှုနဲ့ဒီဘွားကပြုတ်ခဲ့တဲ့ကောင်းမှု။ကောင်းမှုနှစ်ခုဆက်ဆက်ပြေးခြင်းဖြင့်ဘဝဟာဘာဖြစ်တော့ပို့ပြီးတော့ရင့်ကျက်လာတာပေါ့။ဟုတ်လား။ဆရာကြီးကိုရွှေအောင်ဇာကားနဲ့ပြောရင်ဒဇဇဇဆွတ်မှတ်ပါလိမ့်ဘဝနောက်နောက်ဆက်တိုင်းကောင်း၏ဆိုတာ။ ဟိုဘောကကောင်းတယ်လို့ဒီဘောကကောင်းလားဒီဘောဆက်ပြီးတော့ကောင်းလိုက်မယ်ဆိုနောက်ဘောတီးတယ်မြင့်တယ်ဘောကကောင်းပါပေါ့ဟုတ်လားအေးအဲ့ဒါကြောင့်ဝင်းနေတယ်မှာတချို့တချို့ကြတော့ဘာလို့ကြတော့မင်းလည်းတော့ဟာညသာစားပွဲကြီးတွေနဲ့တောက်ကြတာတို့စားကြတာတို့မဟုတ်တာလုပ်ကြတာတို့အများကြီးမရှိနိုင်ဘူးလားအဲ့ဒါဆိုရင်ကိုယ်မွေးနေကိုကိုယ့်ဟာကိုယ်တိတ်ခါချသလိုဖြစ်နေတာတနည်းပြောရင်တော့ကိုယ့်ရဲ့ဟိုဘောကရကုစုကြီးကိုကိုယ်ကဖြည့်ဆည်းပြစ်သလိုဖြစ်နေစော်ကားသလိုဖြစ်နေတာဟုတ်လား ေးအဲ့ကြောင့်မို့ခင်ဗျဒီကိုဆုံးကပ်ခွင့်ရတာတကယ်ဒါဖရာကြိုက်တဲ့ဒါအလူလို့ဒီလိုမှတ်လိုက်ပေါ့ဟုတ်လားဟာမိဘတွေလည်းပဲစိတ်ချမ်းသာမဲ့အလူလို့ဒီလိုမှတ်လိုက်ဟုတ်ပြီလားအေးသူတော်ကောင်းတွေတာဓုခေါ်မဲ့လို့ကိုငါမွေးနေမှာငါလုတ်ဖြစ်တယ်လို့ဒီလိုရှင်းတမ်းလိုက်ဟုတ်ပြီနော်အပမာတော့အမတန်ပဒံတဲ့မမေ့တဲ့ပုံကိုယ်တွေကမသိဘူးတဲ့ပမာတော့မေ့စုံတော့ပဒံတဲ့မေ့တော့ပုံကိုယ်တွေဟာသိတယ် ဟုတ်လားအဲမိနေပြီဆိုကြတဲ့ကကောင်းမှုမိွားပြီမိွားပြီဆိုကြတဲ့ကောင်းမှုလည်းမပြုသေးတဲ့ပုဂ္ဂိုလ်ကကောင်းမှုမပြုသလိုပဲမိနေတဲ့ပုဂ္ဂိုလ်ကပြုသေးလားမပြုဘူးကိုမွေးနေကိုမိပြီးတော့တောက်တောက်ဆာဆာနဲ့အချင်းကုန်တာဟာအဲ့ဒါတည်နေတဲ့ပုဂ္ဂိုလ်နဲ့တူတူပဲလို့ဘုရားကဒါပြောတာတည်ရင်ကောင်းမှုမပြုဘူးမိရင်လည်းကောင်းမှုမပြုဟုတ်ပြီလားအပမတ္တနာမိယံဤတဲ့မမိတဲ့ပုဂ္ဂိုလ်တွေကမတည်ဘူးတဲ့ ရေပမတ်တာယထာမတာမိနေတဲ့ပုံကိုယ်တွေကလူသေးကြီးနဲ့တူတူပဲလို့ဒီလိုပြောတယ်ဗျာဟုတ်ပြီလားအေးအဲ့ကြောင့်ဦးဇင်းတို့ကနေ့သူတော်ကောင်းတို့ဝိနည်းအလူမှဦးဇင်းကဘာပြောပြချင်တယ်လဲမေးလိုက်တော့မြတ်စွာဘုရားကချက်သားတို့မမေ့ကြနဲ့ချက်သမီးတို့မမေ့ကြနဲ့မမေ့ကြနဲ့မမေ့ကြနဲ့လို့ချိန်မှန်များစွာပြောခဲ့တဲ့အထက်မှာအော်မမေ့သင့်တဲ့အရာကတို့တို့နံပါတ်၁ကတော့ဟိုဘွားကပြုခဲ့တဲ့ကောင်းမှုပဲလို့ဒီလိုမှတ်ကြပါ ဟုတ်လားဟေဟိုဘွားကကောင်းမှုကြောင့်ဒီဘွားမျိုးရဘွားကောင်းလို့ကိုကိုကိုခံယူထားတဲ့သူဒီဘွားလေးကိုဘာနဲ့ပြန်ထင်ရမလဲကောင်းမှုနဲ့ပဲပြန်ထင်ရမှာဟုတ်လားအေးဟိုဘွားကကုသိုလ်ကရှိကြလို့ဒီဘွားမှာလူဖြစ်တယ်ဟာလက်ကောင်းခြေကောင်းမျက်စိကောင်းနားကောင်းခန္ဓာကိုယ်စိတ်ပိုင်းတွေကုံလုံးကောင်းတယ်ဟာလက်ကလည်းမဟုတ်တာကြီးလို့မျက်လုံးကလည်းမဟုတ်တာကြီးကြီး စိတ်ကလည်းမကောင်းတာတွေကြီးပြန်အဓိခန္ဓာကိုကိုစိတ်နဲ့မဟုတ်တာတွေကြီးလုံနေရင်တော့အဲ့ဒီပုဂ္ဂိုလ်ကဟိုဘဝကကိုပြုခဲ့တဲ့ကုသိုလ်ကိုစော်ကားရာရောက်တယ်ဖြစ်စည်းရာရောက်တယ်ဟုတ်လားအေးအဲကြောင့်မမေ့နဲ့ဆိုတာကကိုပြုခဲ့တဲ့ကောင်းမှုကိုမမေ့ကြပါနဲ့ကိုပြုခဲ့တဲ့ကောင်းမှုကိုဒီဘဝပြုခဲ့တဲ့အကုသိုလ်တွေနဲ့မဖြစ်စည်းကြကြပါနဲ့လို့ဦးဇင်းကလည်းဒါလေးပြောချင်တာပါဟုတ်ပြီလားအဘမရောအမတ္တပရဘမရောမေစုသောပရံ အပမတနာမိယံတိဤပမတယထာမတအပမရောအမတံဗရမမိတဲ့ပုဂ္ဂိုလ်ရေမသေးကြဘူး အပမာရောအမတံဗရမမေ့တဲ့ပုဂ္ဂိုလ်တွေကမသင်လန်းကိုလျှောက်ကြတယ်။ပမာရောမင်းစုသောဗရမေ့တဲ့ပုဂ္ဂိုလ်တွေကသီလံကိုလျှောက်ကြတယ်။အပမာဒါနမီယံဒီမမေ့တဲ့ပုဂ္ဂိုလ်တွေကမသေးကြဘူး။ယေပမတ္တယတမတ္တမေ့နေတဲ့ပုဂ္ဂိုလ်တွေကသေနေတဲ့ပုဂ္ဂိုလ်နဲ့သာတူကြလေရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဖရာရှင်ကိုရောမြတ်ကဒေသေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသည်။